်။လာပါရှင်ကျမကတော့ချူချူဆမ်းပါ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။အာနာသိစစ်တပ်ကိုအကြမ်းဖက်တာတွေချက်ချင်းရပ်ဖို့ဒေါ်ဆန်းစုကြည်အပါအဝင် ထိသိမ်းခတ်ထားရသူတွေအားလုံးကိုအမြန်ဆုံးလွှတ်ပေးဖို့နဲ့ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုမြင်မြန်ဆက်ဆက်ပြတ်ထူထောင်ဖို့ဂျပန်နိုင်ငံအနေနဲ့တိုက်တွန်းမယ်လို့ဂျပန်နိုင်ငံကြားရေးတွဝန်ကြီးတာကူမမီယာဂျီကပြောပါရတယ်။အော်တိုဘာလ၁ရက်နေ့လယ်ကမြန်မာဒီမိုကရေစီအရေးကိုထောက်ခံအားပေးတဲ့ပါတီလွှတ်တော်အမတ်များသမဂအဖွဲ့ရဲ့မြန်မာအရေးနဲ့ပတ်သက်ပြီးတောင်းဆိုစာပေးအပ်မှုက ကိုလက်ခံတွေ့ဆုံခဲ့ပြီးဂျပန်အစိုးရရဲ့သဘောထားရည်တည်ချက်အနေနဲ့အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ဒါပြေဒူဝန်ကြီးကဂျပန်နိုင်ငံအနေနဲ့မြန်မာပြည်သူပြည်သားများအားဓာတ်ရိုက်အကျိုးပြုမဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုဆက်ပေးမှဖြစ်ပြီးနိုင်ငံတကာအသိုင်းအဝိုင်းနဲ့ပူးပေါင်းကမြန်မာအရေးကိုဖြည့်ရှင်းဖို့ဆက်လက်လှုပ်ဆောင်သွားမယ်လို့လည်းပြောပါတယ်။ ဂျပန်လွှတ်တော်အမတ်များသမဂအဖွဲ့ဟာစက်တင်ဘာလ30ရက်ကကျင်းပတဲ့နှစ်ပတ်လည်အထွေထွေညီလာခံမှာဂျပန်နိုင်ငံဆိုင်ရာမြို့သားညီညွတ်ရေးအစိုးရ NGO ကိုစလဲဥစောပါလသိမ်းတဲ့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေရဲ့ဆွေးနွေးချက်တွေအပေါ်အခြေခံပြီးမြန်မာနိုင်ငံဒီမိုကရေစီအသွေးကူးပြောင်းရေးအကောက်လာစေဖို့ဂျပန်အစိုးရကို တောင်းဆိုတဲ့ပူရဲတောင်းဆိုစာကိုဂျပန်နိုင်ငံသားရဲ့ဒီဝန်ကြီးကိုအောက်တိုဘာလ10ရက်နေ့ကပေးအပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတောင်းဆိုစာထဲမှာအနာသိစစ်တပ်ကလုံးမဲ့တရားမဝင်ရွက်ပွဲကိုဂျပန်အစိုးရအနေနဲ့လက်မခံဖို့လဲပါရှိတယ်လို့သိရပါတယ်ရှင်။ ARD တိုင်းရေကြည်မြို့နယ်မှာ PDF တွေကိုရိတ်ခါစုဆောင်ပို့ပေးနေတယ်လို့ဆက်ဆွဲပြီးအရတား၁၁ယောက်ကိုစစ်ကောင်စီတပ်နဲ့ရဲတွေကဖမ်းဆီးထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။ရေကြည်မြို့နယ်ထဲကညောင်မုံနဲ့တောင်နှန်းကျေးရွာကဒေသခံအရတား၁၁ယောက်ကိုစစ်ကောင်စီတပ်နဲ့ရဲအင်အား၁၂ယောက်လောက်ကစက်တင်ဘာလ၂၈ရက်နဲ့၂၉ရက်တွေမှာနေအိမ်တွေထိလာရောက်ဖမ်းဆီးသွားတာလို့ဆိုပါတယ်။စစ်ကောင်စီတပ်နဲ့ရဲတွေက အဖက်ခံရတဲ့အရက်သားတွေရဲ့နေအိမ်တွေထဲကိုဝင်ရောက်ပြီးစစ်ဆေးတဲ့အချိန်မှာဒေသမငိမ့်ချတဲ့အတွက် စားသောက်ဖို့ဝယ်ယူစုဆောင်ထားတဲ့ဆန်အပါဝင်စားသောက်ကုန်တွေကို တွေ့ရှိတာကြောင့် PDF တွေကို ထောက်ပံ့နေတယ်လို့ဆွဆွဲဖန်စီခဲ့တာလို့သိရပါတယ်ဖက်စီခံရတဲ့၁၁ယောက်ထဲမှာမိန်းကလေး၂ယောက်ပါဝင်ပြီးအော်တိုဘာလတရက်အထိမလွတ်လာသေးသလိုအဆက်အသွယ်လည်းမရသေးဘူးလို့ဖြစ်စဉ်ကိုသိရှိသူတယောက်ကပြောပါရတယ်။ လက်ရှိမှာဖက်စီထားတဲ့နေရာကိုမတိရသေးပဲအဆက်အသွယ်ပြတ်တောက်နေတဲ့အတွက်မိသားစုတွေစိုးရိမ်နေကြတယ်လို့မိသားစုနဲ့နေဆက်သူတွေကပြောပါတယ်ရှင်နိုင်ငံရဲ့အရှုပ်ထွေးတွေကိုဖြည့်ရှင်းဖို့တိုင်းပြည်ပြည်လဲတည်ဆောက်ဖို့စီမံချက်တွေစက်ခိုင်ရေးပါတီ USDP မှာရှိနေတယ်လို့ပါတီဥက္ကဋ္ဌဥခင်ရီရဲ့မဲဆွယ်စည်းရုံးဟောပြောချက်ပေါ် NUG နဲ့တိုင်းသားပါတီတွေကဝေဖန်နေကြပါတယ်ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်ဒီဇင်ဘာ28ရက်နေ့မှာ ြစ်ပါမယ်ရုပ်ောက်ပွဲကြီးဟာအဲ့ဒီအခြေအနေတွေအားလုံးကိုအဆုံးသတ်ပေးနိုင်တယ်လို့ရတယ်ကျွန်တော်အခိုင်အမာယူဆပါတယ်တိုင်းပြည်တည်ငြိမ်မှုတာယာဝါပြောဖို့လူသားအားလုံးနဲ့လူငယ်လူငယ်တွေရဲ့အနာဂတ်တွေလှပစေဖို့ပြန်လည်တိဆောက်ပေးဖို့ဒါတွေပဲဖြစ်ပါတယ်အရှုပ်ထွေးတွေအချိုးကွေတွေနေရာမှာကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံထမ်းဆောင်ခဲ့တဲ့တောင်ဝတရားတွေရဲ့အတွေ့အကြုံစစ်စစ်မပြတ်လည်လာနေတဲ့ပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေးချက်တွေအရာ ဒီပြဿနာတွေကိုကျွန်တော်တို့ကောင်းစွာကင်တွယ်ဖြေရှင်းပြင်နိုင်တဲ့ခိုင်မာတဲ့စီမံချက်တွေကျွန်တော်တို့မှာရှိပါတယ်။နိုင်ငံမှာလက်ရှိကြုံတွေ့နေရတဲ့နိုင်ငံရေးရှုပ်ထွေးတွေကိုဖြေရှင်းဖို့တိုင်းပြည်ပြန်လည်တည်ဆောက်ဖို့စီမံချက်တွေကြံ့ခိုင်ရေးပါတီ USDP မှာရှိနေတယ်လို့ပါတီဥက္ကဋ္ဌဦးခင်ကြီးကပါတီရဲ့တရားဝင်စာမျက်နှာကနေတဆင့်ပြောကြားလာခဲ့တာဖြစ်ပါတယ်။ကြံ့ခိုင်ရေးပါတီလို့အများကသိတဲ့ပြည်အောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက2010ခုနှစ်မှာပေါ်ပေါက်လာခဲ့ပြီး စစ်တပ်ကအငိမ့်စားအရာရှိတွေများပြားဥဆောင်မှုနဲ့ဖွဲ့စည်းခဲ့တဲ့နိုင်ငံရေးပါတီတစ်ခုလည်းဖြစ်ပါတယ်။အခုလို့စစ်တပ်အငိမ့်စားတွေဥဆောင်မှုနဲ့စစ်တပ်ကပါဝင်ပတ်သက်နေတဲ့ကြံခိုင်ရေးပါတီဥက္ကဋ္ဌပြောဆိုချက်ကဘာမှထူးခြားပြောင်းလဲဖြစ်လာမှာမဟုတ်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရကဝေဖန်ပါတယ်။မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကဘာကြောင့်ဖြစ်ခဲ့လဲဆိုတာကရှင်းနေရပါလိမ့်နော်။ဒီကျန်းဖတ်စစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့အပေါင်းပါတယ်။ အပြည့်အဝအာဏာကိုမတရားလုယူပဲလို့ဒါအခုလိုအခြေအနေမျိုးတွေရောက်နေတာပေါ့အဲ့တော့ဒီအခြေအနေတွေကိုအဆုံးသတ်ဖို့ဆိုတာကအမေအွန်လိုင်းနဲ့အပေါင်းပါအချို့ကိုဒါဖမ်းဆီးပြီးတော့ဒါပြည်သူလူထုလက်ထဲကိုပြည်သူအာဏာပြန်အပ်လိုက်တယ်ဆိုရင်တော့ဒီအခြေအနေအားလုံးကတော့ပြီးသွားမှာပေါ့နော်အဲ့တော့ဒီလိုအစီအမံမျိုးလုပ်ရဲလားပေါ့အဲ့တော့ဒီလိုအစီအမံမျိုးမဟုတ်ဘူးဆိုရင်တော့ဘာမှဟိုဖြစ်လာမှာမဟုတ်ပါဘူးဗျလာမယ့်ရွေးကောက်ပွဲကဒါအဖြစ်ဖြစ်ပြီးတိုင်းပြည်တည်ငြိမ်မှုတာယာဝပြောဖို့ ਨੇ လူငယ်တွေရဲ့အနာဂတ်လှပဖို့ USDP ကကျွမ်းကျင်သူတွေနဲ့အတူခိုင်မာတဲ့စီမံချက်တွေရှိတယ်လို့ပြောဆိုခဲ့တာပါစစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲကိုစစ်တပ်နဲ့အာဏာရှင်အပေါင်းဖော်တွေကပဲဝင်ရောက်ရှင်ပြိုင်မှာဖြစ်တဲ့အတွက်မယုံကြည်ရကြောင်းကိုရခိုင်ဒီမိုကရေစီဖွဲ့ချုပ် ALD ပါတီကလည်းဝေဖန်ပါတယ်ရခိုင်ပါတီဆိုတာဟာစစ်တပ်ကယူနီဖောင်းကိုလှဲထားတဲ့နိုင်ငံရေးပါတီသားဖြစ်ပါတယ်မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာဒီစစ်အာဏာရှင်စနစ်ကြောင့်နိုင်ငံဟာချွတ်ချုံကျသွားပါတယ်။နိုင်ငံရဲ့တကယ်ပြဿနာဟာဒီစစ်အာဏာရှင်တွေဟာသူတို့ရဲ့နိုင်ငံရေးအာဏာကို မလွှတ်ရှင်လို့နိုင်ငံရေးထဲမှာသူတို့တွေပါနေလို့ကျွန်တော်တို့နိုင်ငံဟာ အခုလိုချွတ်ချုံကျနေတာဖြစ်ပါတယ်။အဲဒါကြောင့်အခုကြမ်းခံရေးပါတီကတန်းပြီပြန်လဲတိဆောက်ဖို့အတွက်သူတို့မှာပုံဖော်ဖို့အတွက်နိုင်ငံရေး ရည်မှန်းချက်တွေရှိတယ်စီမံချက်တွေရှိတယ်ဆိုရဲဟာကျွန်တော်အနေနဲ့ပြောရှင်ရင်ရိုင်းသွားရင်လည်းခွန်းလပ်ပါเนาะဖာကောင်းကလှုပ်တဲ့ပီတဆာပတ်ပြောက်ရေးပဲဖြစ်ပါလိမ့်မယ်နိုင်ငံရေးသမားတွေပြင် လူလူကလည်းဥခင်ကြီးရဲ့မဲဆွယ်စီယုံနေတဲ့မူရင်းပိုးဆောင်မှာမယုံကြည်နိုင်ကြောင်းပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်လက်ရှိစစ်တပ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ညွှန်ကြားချက်နဲ့စစ်တပ်အရာရှိတွေကိုရှာတူးတိုးပေးကအငိမ့်စားတဲ့ရက်ဖက်ပို့ပြီး ပြည်ခိုင်ပြိုးပါတီကနေရွေးကောက်ခံကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်စီတာမျိုးတွေလည်းရှိနေတာပါစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ရဲ့စက်တင်ဘာလ29ရက်နေ့ထုတ်ပြန်ချက်အရပါတီအလိုက်လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စရင်းတင်သွင်းမှုမှာကြက်ခိုင်ရေးပါတီက1048ရောက်တိုင်းသာစီလုံးညညရေးပါတီတာစာညာက904ရောက်ပြည်သူ့ရှေးဆောင်ပါတီက686ရောက်တို့အပါအဝင်ပါတီ6ခုတို့ကပါတီဝင်နေနဲ့ပြည်နယ်နဲ့တိုင်းဒေသ တတိပုဂ္ဂလစုစုပေါင်း9023ရောက်ရှိတယ်လို့သိရပါတယ်။ကျွန်တော်ဝေပါ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆန်ပါရှင်